်င်္ဂလာပါမနေ့ပြန်ခုနှစ်ရက်သားသမီးများအတွက်တရက်တာဆောင်းဝင်ရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့ရှေ့တော့ခန့်နောက်ဆော့ခန့်ဆုံးဖြတ်ရခတ်တာမျိုးတွေကြုံတွေ့ရတတ်တဲ့နေမျိုးတွေဖြစ်ပါတယ်အယောင်းဝယ်ကောင်းတဲ့နေမျိုးဖြစ်ပါတယ်လက်ရွှင်ပါလိမ့်မယ်ငွေကြေးကံတော့အလွန်ကောင်းပါတယ်သွားကြိုက်သွားနာတာမျိုးတွေဖြစ်တတ်ပါတယ်တဲ့သုံးပါတဲ့ကနေ့များအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်းတော့အနီအောင်ဖြစ်ပါတယ် ရေရာအနေနဲ့ကတော့မိမိအေရန်ဖျားမှာဆမူစာ၃ခုကတူပူဇော်ပေးပါတနေ့လာသားသမီးများတို့ယနေ့မှာတော့အလုံမှာစိတ်ညစ်စရာဆိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ဝေကံကြေးကံတော့ကောင်းနေပါလိမ့်မယ်ဆုံးဖြတ်ချက်အမှများခြားမိတတ်ပါတယ်မိမိပတ်ဝန်းကျင်အနီးနားမှာဝါယာရှော့ဖြစ်တတ်ပါတယ်အခြေအနေမှာတော့ကြီးနူးချမ်းမြေ့မှုများနဲ့ တွေ့ရပြီးတော့အိမ်တော်ကြီးမှာလည်းပျော်ရွှင်စရာများနေတာကြုံတွေ့ရမယ့်နေမျိုးလေးဖြစ်ပါတယ်။၄၅ပါတဲ့ကနန်းများအချို့ပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖျော်နဲ့အဝါရဲ့ရောင်ဖြစ်ပါတယ်။ရေရရာနေနေရတော့မိမိအိမ်ရန်ဖျက်မှာပဲနုကတ်လို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများအတွက်ယနေ့မှာတော့အိုးရင်အဆောက်အဦနေရာပြုပြင်ပြင်ဆင်ရတတ်ပါတယ်။အလုံမှာဆက်ရှုပ်စရာဆင်ကျင်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။လက်တစ်ဖက်မှာအနာတရဖြစ်တတ်ပါတယ်။ ဖះပုံတော်ရဟန္တာပုံတော်များအင်ကိုကြွလာရင်ဒီအစ6ဆုံးထီထိုးပေးပါ အချင်းရင်းမှာတော့ယူဆတွေကွဲလွဲနေတတ်ပါတယ်ကံကောင်းတဲ့အရာကတော့အစိမ်းရောင်နဲ့အပြာရောင်ဖြစ်ပါတယ်ရေတရာအနေနဲ့ကတော့မိမိအင်ရဖះမှာတည်တီ6စိတ်ကလို့ပူဇော်ပေးပါဘုရားဥဒ္ဓရမိမြတ်ကယနေ့မှာတော့စိတ်ချမ်းသာစရာတွေဝမ်းသာစရာတွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါတယ်။ဘာပဲလုပ်လို့ရေးတာလုပ်ပြီးပါ။ကံအခွင့်အလမ်းအထူးကောင်းတဲ့နေ့လေးဖြစ်ပါတယ်။ အခြေအိမ်အောင်ရေးမှာတော့အထင်မြင်တွေ့စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ခြေတော့တစ်ဖက်မှာထိကြိုက်ဒဏ်ရာရတတ်ပါတယ်လေးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့အကံကောင်းနေအောင်တော့အဝါရောင်နဲ့ရွှေပွားရောင်ဖြစ်ပါတယ်ရေရေအားအနေနဲ့ကတော့မိမိရာဖျက်မှာနနတိကလို့ပူဇော်ပေးပါကြာရပရိသတ်မိများတို့ယနေ့မှာတော့စိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြည်နူးဝမ်းမြောက်စရာတွေနဲ့ကြုံတွေ့ရမယ့်နေမျိုးတွေဖြစ်ပါတယ်အဖက်ဖက်ကနေပြီးတော့အချိန်လေးကောင်းများပေးလာပါလိမ့်မယ် ။ဘာပဲလုပ်လို့ရဲဒါလုပ်ပေးပါ။ကံအခွင့်အလမ်းအလွန်ကောင်းတဲ့နေနေဖြစ်ပါတယ်။မျက်စိနာတာအောက်နာမျိုးတွေဖြစ်တတ်ပါတယ်။အခြေရင်းမှာတော့ကြာလီအနေဝေးတတ်ပါတယ်။နှစ်လေးပါတဲ့ကလည်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့အဖြစ်အောင်ဖြစ်ပါတယ်။ယေရေအနေနဲ့ကတော့မိမိအိမ်ရန်ဖျားမှာတီးဆောင်ကိတ်ကလို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့ဝမ်းသာစရာတွေအောင်မြင်မှုတွေဇက်လိုက်ကြုံတွေ့ရမယ့်အနေမျိုးလေးဖြစ်ပါတယ်။ ရွှေရတနာအလကုံအလပြင်ဆိုင်အမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းများအထူးအောင်မြင်ပါလိမ့်မယ်။ကိုလတ်ရရနာမျိုးတွေဖြစ်တတ်ပါတယ်။နှစ်ကိုပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်။ရေရရအနေနဲ့ကတော့မိမိအရာဖျားမှာစီမီးကားတိုင်းကလုပ်ပူဇော်ပေးပါ။စနေသားရမိမြအတွက်ယနေ့မှာတော့အနောက်ရှက်အပြိုင်ဆိုင်များနဲ့ကြုံတွေ့ရတတ်တဲ့နေမျိုးလေးဖြစ်ပါတယ်။စကားပြောဆိုငင်းခွန်အပ်တတ်ပါတယ်။ အလုံးမှာမိမိနဲ့အယူဆကွဲလွဲပြီးတော့အဆင်မပြေတာမျိုးတွေဖြစ်နေတတ်ပါတယ်။ကောင်းတချံကြိုက်တတ်ပါတယ်။အချင်းရင်းမှာတော့ဝင်းလီကောင်းလိုမျိုးဖြစ်ပါတယ်။အိမ်တော်ရင်းမှာတော့တာယာနေပါလိမ့်မယ်။သုံးခွန်ပါတဲ့ကလည်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောတော့အနီးရင်းအရောဖြစ်ပါတယ်။ရေရီအနီးနဲ့ကတော့မိမိအရာဖြစ်မှာဖျယ်ဒီသုံးစိတ်ကလို့ပူဇော်ပေးပါ။အားလုံးကြားမှချမ်းသာကြပါစေ။